MSB အမတော့အဲဟိုမှာတဝက်ဒီမှာတဝက်ပေါ့ဒီမှာလဲ၁၀ရက်ပြီးဟိုမှာ၁၀ရက်ဒီမှာ၁၀ရက်အဲ့လိုကတော့အများတန်းသွားနေမှာပါ၁၀ရက်၁၀ရက်စီပေါ့အမ်အလုပ်တွေကတော့အမဒီမှာရှိတဲ့ရက်တွေမှာအကုန်လုံးကိုလက်ခံထားပြီးတော့နောက်၁၀ရက်ကတော့ဖွေးတွေကလေးတွေယောက်ျားနဲ့တော့အချိန်ဟိုဘက်မှာအိမ်ကိုသွားပြန်ကြည့်အောင်မယ်လေအဲ့တော့တဝက်တဝက်စီပေါ့ ပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ MSP ကဲပါအမရောက်တာတော့၂ရက်ရှိပြီပေါ့နော်၄နှစ်လောက်ကခလေးထိန်းနေတာဆိုတော့အခုခလေးလည်းအเจ้าအอสတြေးလျကိုသွားပြီဆိုဒီမှာပြန်လာပြီးတော့အဲ့ဒါအလုပ်လေးတွေပြန်ပြီးတော့ကြည့်ရတော့မှဆိုလို့ပြန်လာတာပါအဲဒီနေ့ပွဲလေးကတော့အမကဗီရိုတိုကဖိတ်ထားတာပါပြီးတော့ပွဲအတွက်အဲဖဲကျိုးဖြတ်တာရောဘန်စီယူတာရောဆိုတော့ မဒီမှာအရန်ကိုဝတ်တာရတယ်ဒီတနေရာထဲမှာ trade တွေ business အကောင်လုံးဒီတနေရာထဲမှာစုပေါင်းပြီးတော့လုပ်နေကြတာမြင်ရတော့အရန်ကိုဝတ်တာပါတယ်ဟုတ် Okay အစားအသောက်ပြတ်သွားတာဆိုရင်တော့အမမြန်မာပြည်ကနေထွက်သွားပြီးဒီဟာကိုစမွေကျုံးမှာကလေးနဲ့ပဲကလေးတွေခွေးတွေမိသားစုနဲ့ပဲပေါ့နော်စီတူဘာမှမလုပ်ဘဲနဲ့ဒီတိုင်းမဲနေနေတာ၄နှစ်လောက်ရှိပြီဆိုတော့၅နှစ်လောက်ရှိပြီထင်တယ်အဆက်အသွယ်ပြတ်သွားတာ ဆိုတော့ဒီလည်းခုမှပြန်အောင်ဖြစ်တာဒီကဟုတ်တယ်ပထမဆုံးမှခုမှပြန်လာဖြစ်တာကိုစမွေကျွန်းကအရန်လာတယ်နေလို့လည်းအရန်ကောင်းတယ်ပြီးတော့မိသားစုနဲ့ကိုရဲ့ခွေးရောကလေးရောယောက်ျားရောဆိုတော့အရန်ကိုတော့ပျော်တယ်ဒါပေမဲ့မြမပြည်မှာကျတော့ကိုရဲ့မိသားစုတွေမိတ်ဆွေတငယ်ချင်းအခုလိုမျိုးပေါ့နော်အလုံးလုံးဆရာတွေအများကြီးနဲ့ကို appreciate လုပ်မဲ့လူတွေကျတော့ကျွန်းမှာအလုံးမရှိတော့ဘာမှသိလို့ဆရာမရှိဘူး အဲ့တော့မိသားစုနဲ့ပဲပျော်ခဲ့တယ်အခုကလေးကအကြောင်းတက်ဖို့ဩစတြေးလျသွားပြီးဆိုတော့အမအနေနဲ့ကဒီ full time အမေလောက်ကဘာမှမရှိတော့ဘူးဖြစ်သွားပြီးဆိုတော့အခုလုံးဝ fully အမရဲ့ business ကိုပြန်ပြီးတော့အဲကင်တွယ်ဖို့အခုဒီမှာကြော်ညာတွေပြန်ရိုက်ဖို့အခုဆိုလဲကြော်ညာတွေလက်ခံထားပြီးပြီသုံးခုရှိပြီဆိုတော့ဒါဇက်တိုက်တော့ပြန်လာနေတော့မှာပေါ့နော်အမဟိုမှာတဝက်ဒီမှာတဝက်တော့နေပြမဲ့ချင်းနေအာခစားစကအမဒီရောက်လာတဲ့အချိန်မှာအားလုံးရဲ့ဝိုင်းဝန်းကြိုဆိုရဲမျက်လုံးထဲကအချစ်တွေမြင်ရတဲ့အခါမှာအញ្ញံကို overwhelm ဖြစ်ပါတယ်အာအញ្ញံကိုလည်း appreciate လုပ်ခံစားရပါတယ်အမအဲ့ဒါကြောင့်လဲအခုဒီ ီမှာဆယ်ရက်ပြီးရင်ဟိုမှာဆယ်ရက်ပြီးရင်ဒီမှာဆယ်ရက်အလုံးနဲ့ပဲသွားလိုက်ပြန်လိုက်တော့အလုပ်တွေကတော့လက်ခံထားရဲဆိုတော့ရှိနေမှာပေါ့နော်ဟုတ်ကဲ့အခုလောလောဆယ်မှာကြော်ညာလက်ခံထားတာတော့ skin clinic တခုရှိတယ် အာပြီးတော့နောက်ထပ်အကြောင်ကြာလေးတွေကကုန်ပစ္စည်းတွေ brand name တွေမှာထုတ်ပြောလို့ရတဲ့အချိန်ဆိုရင်တော့ပြောမယ်ခု၃လေးခုတော့ရှိပါတယ်အဲ့လို hotel stay နဲ့အလုပ်လုပ်ဖို့ရှိတယ် car jewelry ဒါတွေကတော့လက်ခံထားပြီးသားပဲပဲမကြရသေးတဲ့အတွက်မှ brand တွေတော့ပြောလို့မရသေးဘူးပေါ့နော်အလားမယ်လောကနဲ့ကြတော့အမကနှိစက်မှုမရှိဘူးဟိုးငငယ်တော့ပဲမှပြိုင်ခဲ့မှုတာဆိုတော့အဲ့ဒီကနေပတ်သက်ပြီးတော့အမအဲဘာမှ အမြင်လေးတွေကတော့ပြောလို့ရမယ်မထင်ဘူးပေါ့နော်အမရဲ့ feel မဟုတ်တဲ့အတွက်ဒါပေမဲ့ဒီ modeling နဲ့အာကုန်ပစ္စည်းကြော်ညာတဲ့ဒီအာ social influencer လောကမှာကြီးမယ်ဆိုရင်တော့အမတို့ဒီ model academy ကနေထွက်သွားတဲ့ကလေးတွေကအကောင်လုံးတကယ်ကိုတတော့တနေရာမှာသူ့နေရာနဲ့သူအောင်မြင်ပြီးတော့အရန်ကိုလှုပ်ရှားနေကြတာတွေ့တဲ့အတွက်အမအရန်ကိုဂုဏ်ယူတယ်အားလဲအားရတယ်ပြီးတော့သူတို့လောက်ကင်နေတဲ့အလုပ်တွေဒီ အာ represent လုပ်နေရတဲ့ community တွေကလည်း immigrant ကိုဂုဏ်ယူစရာကောင်းတဲ့ community တွေအတွက်အဲ့ဒီ clay တွေအတွက်ကတော့မအရန်ဂုဏ်ယူတယ်ပြီးတော့ကိုအခုလိုမျိုးပြန်ပြီးတော့ဝင်လာမဲ့အချိန်မှာကိုတကယ်ပြီးမြောက်တင်မြေတော်မြောက်ပြီးခဲ့တဲ့ clay တွေကတောက်တနေရာနေရောက်နေတဲ့အတွက်ကိုလည်းသူတို့ကပြန်ဆွဲခေါ်မှာဆိုတော့အရန်ကိုရင်ထဲမှာလှက်လိုက်လဲလဲနဲ့ဝမ်းသာရတယ်အာ uh, overwhelmed ဖြစ်တယ်ဟို night 2010 12လောက်တော့ပြန်လာတော့အကြတော့မှပြန်ဝင်လာဖို့လဲ စိတ်ကူးမရှိဘူးအဲ့တော့ကလည်းဘယ်သူနဲ့မှမသိအဆက်အသွယ်အရန်ပြတ်သွားတာဆိုတော့အခုဒီတစ်ခေါက်ကြတော့ဒီလောကထဲမှာရှိနေတဲ့ဒီအနုပညာလောကထဲမှာရှိနေတဲ့ညီကောင်မောင်မတွေအကုန်လုံးကကိုယ်နဲ့ရင်းနှီးပြီးတော့ကိုယ်လက်တွဲပြီးခေါ်မဲ့လူတွေအများကြီးဆိုတော့အမအရန်ကိုအာဝတ်တာရတယ်ဘုံဘဝဖြစ်ပါတယ်ကစားချက်ကဒီမြန်မာနိုင်ငံကိုပြန်ဝင်လာဖို့လင်မြန်ကွေးမှာတန်းစီနေတဲ့အချိန်မှာတည်းကဒီခရီးသည်တွေရဲ့ welcome ကြော်အဲ့ဒီ ကျိုးဆိုတဲ့ညလုံးတည်းကအကြည့်တွေနဲ့အမပြန်လာဖို့ရန်အားတွေရှိသွားပါတယ်။ဒါကြောင့်အမရဲ့တတိယအကြိမ်မြောက်ပြန်လာတာဖြစ်တဲ့အတွက်ဒီတီတီငိမ့်ငိမ့်နဲ့ကိုအရန်ဟိုစိတ်လှုပ်ရှားမှုဆိုတာထက်ဝမ်းသာပြီးတော့စိတ်ထဲမှာပီတိဖြစ်ရတဲ့အာခံစားချက်ကအများကြီးပုံများတယ်။ဟုတ်ကဲ့အာ program အကြီးတွေကတော့မ model academy ကတော့ပြန်ရိုက်မှာပေါ့နော်ဒါနောက်နှစ်ထဲမှာမတို့ရိုက်ဖို့တော့စီစဉ်ထားပြီးပြီအဲ့ဒါအပြင်နောက်ထပ် program အကြီးတစ်ခုလည်း pipeline ထဲမှာ ရှိပါတယ် အဲ့တော့ confirm ဖြစ်တဲ့အချိန်ကျရင်တော့အမထုတ်ပြောမှာပါ The Model Academy ကတော့ကိုစင်အောင်ကိုရိုင်းလုပ်တဲ့သူ့ရဲ့ show ဖြစ်တဲ့အတွက်အနောက်ပိုင်းမှာဒီထက်ပိုပြီးတော့စိတ်လှုပ်ရှားစရာကောင်းတဲ့ challenge တွေပိုပြီးတော့ကြင်ပြန့်တဲ့အာ feel တွေကနေပြီးတော့ကလေးတွေကို train သွားပေးဖို့သူ့မှာစီစဉ်ရှိတာတော့အမသိတယ်အဲ့တော့အရင်ကထက်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းမှာတော့သိကြတယ်ဟုတ်အမပထမဆုံးဒီလောကထဲကိုဖောက်ဝင်လာတဲ့ချိန်တော့ 1990s မှာ တော့အဲ့တော့ modeling ဆိုတာလည်းဘာမှမသိသေးဘူးလူတွေက model လည်းမသိဘူး fashion show လည်းမသိဘူးအဲ့ဒါကိုမအားလို့ model industry အနေနဲ့တခုဖြစ်အောင်မအားလို့ 90s မှာဖောက်ခဲ့ကြရတယ်။အဲ့ထဲမှာလည်းဆရာ John Lynn လည်းပါတယ်။အမတ်တင်မိုးလင်တို့ဒီ Mr. Brian တို့လည်းပေါ့နော်။အဲ့တော့အခုချိန်မှာတော့ဆရာ John Lynn ကတော့သူတကယ်ဟို model ဖခင်ကြီးအနေနဲ့ရည်တည်နေတော့မယ်။အမအခုနောက်ပိုင်းကျတော့ 2010ခုနှစ်တည်နောက်ပိုင်းမှာဒီကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ fitness အပိုင်းကိုကျင်းပအောင်မှဖောက်ခဲ့တယ်။ဆိုအခုဆိုရင်လည်း fitness လောကကြီးကအရင်ကအားရစရာကြီးဖြစ်သွားပြီးတကယ်ကို trainer တွေတော်တဲ့တစ်ဖက်ကခက်အောင်တော်ကြတဲ့ဆရာတွေနဲ့အများကြီးကိုအားရစရာကောင်းနေပြီ။အခုမှသွားရှင်တဲ့လမ်းကြောင်းကကျတော့ longevity တကယ်အသက်ရှင်ပြီးတော့ကျန်းမာဖို့အတွက်ဘလို့စိတ်ရောကိုယ်ရောခန္ဓာရောနေဘလို့နေထိုင်စားတောက်ကြမလဲ lifestyle ဘလို့သွားကြမလဲအဲ့ဒီအပိုင်းတွေအမကဦးစားပေးပြီးတော့ promote လုပ်သွားမှာပါအမကတော့အဲဟိုမှာတဝက်ဒီမှာတဝက်ပေါ့ဒီမှာလည်း10ရက်ပြီးဟိုမှာ10ရက်ဒီမှာ10ရက်အဲ့လိုကတော့အများတန်းသွားနေမှာပါ10ရက်10ရက်စီပေါ့အမ်အလုပ်တွေကတော့အမဒီမှာရှိတဲ့ရက်တွေမှာအကုန်လုံးကိုလက်ခံထားပြီးတော့နောက်10ရက်ကတော့ဖွေးတွေခလေးတွေယောက်ျားနဲ့တော့အချိန်ဟိုဘက်မှာအိမ်ကိုသွားပြန်ကြည့်အောင်မယ်လေ အော်တဝက်တဝက်စီပေါ့အားလုံးနဲ့အားရပါရပြန်တွေ့ဖို့မဆောက်နိုင်ဘူးလို့အခုရန်ကိုကျေးဇူးတင်ပါတယ်ရန်ကိုဝမ်းသာပါတယ်မကြခင်ပြန်ပြီးတော့ဆုံကြပါမယ်မြန်မာစတာပစား